ရချမချင်းများအားလုံးပဲမင်္ဂလာပါရှင်။ဒါမဲ့ပတ်ပေါ်တော့33လ25ကနေ37စနစ်ပေါ့နော်။ဒီနေ့လာရင်ငါပို့တော့ဘူး3ရက်စာအတွက်မွေးကနန်းလေးပေါ့နော်မွေးကွက်ကလေးကိုထုတ်ပြပေးပါမယ်နော်။ဒါဆိုရင်လိုက်ပြီးတော့ကြည့်ပေးပါအောင်နော်။ဒီမှာရှိတဲ့တည့်ရတည့်ရပေါ့နော်ဒီမှာရှိတယ်တတနှလုံးပေါင်းမယ်တည့်ရတည့်ရပေါ့နော်ပေါင်းချင်းနှိပ်ရမယ်ပါဝါ9နက္ခ လေးနဲ့ခွန်လေးဆိုပြီးတော့ဒါကတော့ထိတ်စီပေါ့နော်ရထားပါမယ်ဒါဆိုရင်ပရိတ်ကကြတော့ဒီမှာရှိတဲ့6 9နှလုံးပေါင်းခြင်းမှာနော်6ပေါင်းတော့လေးဒါကကြတော့နှစ်ခုပဲယူထားတယ်နော်လေးရဲ့နှက်ခတ်ကနဲ့ပရိတ်ဆိုပြီးတော့ယူထားတယ်နှက်ခတ်ကလေးပဲယူထားတယ်ပေါ့နော်ဒါဆိုရင်ခဏလေးတွေတွေ့ကြည့်အောင်နော်နှစ်ကို6ပရိတ်ဆိုတော့တကြောင်နှစ်နှစ်ပါနှစ်ကို ါ sorry ခုနှစ်ကိုပြရမယ်နော်ခုနှစ်ကို library ဆိုတော့ခွန်ခွန်လေးကို library ဆိုတော့40ဟုတ်ပြီနော်နှစ်ကို library ဆိုတော့20ခွန်ကို library ဆိုတော့ခွန်ကလေးကို library ဆိုတော့48ပေါ့နော်ဒါဆိုလို့ရှိရင်အောက်ကထွက်တဲ့ပြန်လေးကိုတိုက်ကြည့်အောင်နော်3ရက်စာ6ကောမှာ889ကို6248ခွန်8 35ဆိုတဲ့အကြောင်းမလို့သူကတော့ဒီမှာ48တစ်ချိန်တက်အောင်ထားတယ်ပေါ့နော်တက် ားပါတယ်။ဒါဆိုရင်နောက်ထပ်ပင်ကိုဆက်ပြီးတော့သွားရအောင်ဒီမှာနည်းနည်းလေးနဲ့နှလုံးပေါင်းတော့ပေါင်းခြင်း6ပါနော်။ပါဝါ1နက္ခတ်ကို6တက်ကိုဆိုပြီးတော့ထိတ်က3လုံးရထားတယ်နော်။ ါဆိုရင်ခု break ကိုသွားမယ်ဒီမှာရှိတာက၈၃၈သုံးနှလုံးပေါင်းတော့ပေါင်းချင်းတဲ့၁ရဲ့နက္ခက၈ဆိုပြီးတော့ break လေးရတာနော်ဒါဆိုရင်6ကို1 break ဆိုတော့ကြာမလို့6 5ပါ1ကို1 break ဆိုတော့10 9ကို1 break ဆိုတော့9နဲ့ဟုတ်ပြီနော်6ကို10 break ဆိုတော့6နဲ့1ကို10 break ဆိုတော့10 9ကို10 break ဆိုတော့9 9ဆိုပြီးတော့ကဏ္ဍက6ပဲရတာနော်ဒီမှာညီမတို့ရဲ့ထွက်ကဏ္ဍလေးနဲ့တိုက်ကြည့်မယ်6 5 2 6 6926331166 6ဆိုတဲ့နံပါတ်6ကဒေသင်ထွက်တဲ့26ကဒီမှာ6ဆိုပြီးတော့အားတစ်ချိန်ပေါ့နော်။နှစ်ချိန်ထွက်ထားပါတယ်နော်။ဒါဆိုရင် နောက်ထပ်တစ်ပင်ကိုဆက်ပြီးတော့သွားကြည့်အောင်ဒီမှာ3တက်3ရက်တရက်နှလုံးပေါင်းတော့ပေါင်းခြင်း၄ပါဝါကိုနက်ခံနဲ့၄ကိုနဲ့ဆိုပြီးတော့ထိပ်စီက3လုံးရထားတယ်ပေါ့နော်ဒါဆိုရင်ဗရိတ်လေးကိုကြည့်အောင်ဒီမှာ၈၄၈ရက်၄ရက်နှလုံးပေါင်းတော့ပေါင်းခြင်းနဲ့နက်ခက်က၄နှစ်၄ဗရိတ်လေးရထားတယ်ပေါ့နော်ဒါဆိုရင်အခု ခဏလေးတွေထုတ်ကြည့်အောင်เนาะ၄ကို2ပြိဆိုတော့ကြာမလို့၄ရှစ်၉ကို2ပြိဆိုတော့၉သုံး၄ကို2ပြိဆိုတော့20เนาะ၄ကို၄ပြိဆိုတော့40ပါ၉ကို၄ပြိဆိုတော့၉၅ဖြစ်ပြီးတော့2ကို၄ပြိဆိုတော့နည်းနည်းပေါ့เนาะဒါဆိုရင်ခဏလေးတိုက်ကြည့်အောင်เนาะဒီမှာပါ3ည9 66 3ည2ဆိုတဲ့အတွက်ကြောင့်မလို့ဒီမှာ20ပေါ့เนาะအားထွက်ထားပါတယ်2 6 3 5ပေါ့เนาะဒါဆိုလို့ရှိရင် တော့ငါးကိုဒီမှာလဲကိုငါပေါ့နော်အာနှစ်ကျင်းထွက်တာပါတယ်နော်အာနှစ်ကျင်းထွက်ပါတယ်ဒါဆိုရင်ဆက်ပြီးတော့ကြည့်ပါเนาะနောက်ထပ်တစ်ပြင်းနဲ့ဒီမှာเนาะနေ့ငါပေါင်းချင်းခွန်ပါဝါနဲ့နက်ခတ်၃ညာခွန်နဲ့၃ညာဒိတ်စီ၃လုံးရထားတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီမှာကြာတော့ brake က6 3 6ရဲ့3ရဲ့နှလုံးပေါင်းတော့ပေါင်းချင်း6ဟုတ်ပြီเนาะ6ဆိုတော့တကြမလို့6ပေါ့နော်ခုနက်ခတ်ဒါဆိုရင်ခဏလေးရလာပြီเนาะ ခွန်ကိုကိုပရိတ်ဆိုတော့ခွန်နဲ့နှစ်ကိုကိုပရိတ်ဆိုတော့နှစ်ခွန်တုံညကိုကိုပရိတ်ဆိုတော့တုံညကိုပါเนาะဒါဆိုရင်ခွန်ကို6ပရိတ်ဆိုတော့ကြာမလို့ခွန်ကိုနှစ်ကို6ပရိတ်ဆိုတော့နှစ်လေတုံညကို6ပရိတ်ဆိုတော့တုံည6ဆိုပြီးတော့ဒီကဏ္ဍက တဲ့နဲ့3 4 5 6ကွက်ပေါ့နော်လာမယ့်ဘတ်တနာအင်တာပို့လို့3ရက်စာအတွက်ကစားရမယ်မွေးကနန်းလေးပေါ့နော်ဒါကတော့ညီမရှက်ပြထားတယ်ကိုခြားပြချင်းပေါ့နော်ကိုတို့မတော့ချက်တူမချင်းနဲ့ဆက်နေဆိုရင်လာပြီးတော့ကစားကြပါနော်အဓိက main on အနေနဲ့ကတော့2ခွန်ခွန်လေးကို main on အနေနဲ့မွေးမှာပါကျန်တဲ့ကနန်းလေးလည်းမွေးကနန်းမွေးမှာပေါ့နော်ဒါကတော့ညီမသဘောထားပါကိုတို့မတော့ကတော့ချိန်နဲ့တက်တယ်ဆိုရင်လိုက်ပြီးတော့ကစားကြပါနော်အားလုံးပဲလာမယ့်ပတ်မှာကန်ကောင်းကြပါစေနော်ကျေးဇူးတင်ပါတယ်ရှင်